နိုင်မဲစတိုရီ channel ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက်တင်ဆက်ပေးမယ့်ဇာလံကစာရေးသူ gallery မောင်မောင်ရေးသားထားတဲ့တုံးဘဝဝေကျွေးဆိုတဲ့ဇာလံလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာလံလေးကိုတော့ကျွန်တော်ရှိုင်းကတင်ဆက်ပေးသွားမှာပါဗျာဇာလံလေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နှိပ်ခဲ့ပြီးတော့ဇာလံသစ်များစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်ဖို့အတွက် ပရိသတ်တို့ကဘေးနားကနိုဒီဘဲလီကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇလန်းလေးကိုစတင်လိုက်ပါပြီခင်ဗျာအင်ဂဘူခရိုင်မှာရှိတဲ့ဇောပြာရော့ကလေးကလည်းနနက်အာယုံမိုးတောက်တာနဲ့တပ်ဝင်လှောက်ရှားလာပါရီဘုသူတော်ကလည်းဘုရားဝတ်ပြုပြီးတဲ့နောက်နေမျိုးရိချာမှဒီနေ့ရောက်ရှိလာမယ်သူရင်ကမောင်လူအေအောင်စောင့်မျှော်နေမိပါရီအမေကြီးမရှိတော့တဲ့အချိန်မှာတော့ဥသူတော်တရားတွေအထီးကျန်စွာဘဝအချိန်များဖြတ်သန်းနေရပါရီသူမှာတော့သာသမီရဲ့နာမထုံးကားပါဘူး မောင်လူရဲ့ချောင်ဝိုင်းပေါမလူရဲ့၁၈နှစ်နဲ့၁၈ရက်နဲ့လောက်ဖြူဖြူတွယ်တွယ်တယောက်တောင်ကြီးမြောက်ကြီးကြည့်ရမှာမမိကိုမြင်သွားပြီးတော့အဖကဥဥတူတော်လားခင်ဗျအေးကွယ်ဥပမောင်လှုပ်လိုက်မယ်ဆိုရဲလူငယ်လားဟုတ်ကဲ့ပါခင်ဗျကျွန်တော်ကျွန်တော်မောင်လူအေးပါဝင်ခဲ့လေအိမ်ထဲဝင်မှစကားပြောကြရအောင်ဥတူတော်ကလည်းမောင်လူအေးကိုမြင်လိုက်တာနဲ့ရင်ထဲမှာမဟုတ်ပြတ်တက်အောင်လို့ခံစားချက်မျိုးကိုခံစားလိုက်ရပါတယ် သူကလည်းတငယ်အားရင်းနှီးတယ်လို့ပဲရှိပါရယ်မြေမြေချင်းချက်ခင်တနာစိတ်တို့ဝေမိပါတော့ရီမောင်လူအေးကလည်းအိမ်နီးတူခံစားရပါရယ်အဘဦးသူတော်အားဖောင်ကင်ကြီးတယောက်လိုမျိုးတယောစဉ်ဖြစ်မိပါရယ်သူရဲ့စိတ်ထဲမှာအဲ့ဒီအိမ်ကြီးရပတ်ဝန်းကျင်နဲ့မစိမ့်တယ်လို့ခံစားနေရပါရယ်ကိုယ့်အိမ်ကိုယ်ရရောက်နေတယ်လို့စိတ်ထဲကထင်မိပါရယ်ဟုတ်တော့ဟုတ်နေပြီဖြစ်ပါရယ်ဘွားများကူပြောင်းလာသူများပါပဲအတိတ်ဘွားကဆွေမျိုးတော်ဆက်ခဲ့ကြသူများပါပဲ မတော်စက်ခဲ့ဘူးတဲ့ဆိုလေသူမရှိဘူးလို့မြတ်ဗျာရှင်ကဟောကြားခဲ့ပါရဲ့တဏှာဝိစေရမလွံ့မြောက်အောင်လို့ကောင်းမှုကုသိုလ်များပြုလုပ်ကြပါရဲ့နေဗံရောက်ကြောင်းတရားအားထုတ်ကြပါရဲ့ပြုသူအသည်ဖြစ်သူအဟောင်းလို့ဆိုပါရဲ့တဏှာဘွားများလဲပတ်ရှင်နေဝေကျွေးဆက်ရစမြဲတာဖြစ်ပါရဲ့တကယ်တရားအတိနဲ့လောကကြီးကိုကြည့်ပါကောင်းမြင်လာပါလိမ့်မယ်ဖြစ်လိုက်ပြက်လိုက်မဆုံးနိုင်တော့ပါဘူး ဥသူတော်အတွေ့အကြုံဖြတ်ကောင်မောင်လူအေးကိုနေရာထိုင်ခင်ပေးလိုက်ပါရယ်ဥသူတော်ရဲ့လေယာဉ်မျိုးကိုမောင်လူအေးလောက်ကန်ရောက်มาဖြစ်ပါရယ်ထွက်ရှိတဲ့စဘာပေါ်မူတည်ပြီးတော့အခဘေးရောက်มาဖြစ်ပါရယ်မောင်လူအေးကလည်းလူကဖြူနှဲ့တလောင်မကြီးမညူလုံနိုင်ပါရယ်နနက်ဆိုရင်တော့ထဲပေါက်ရေးဆဲကသေစာအတွက်ချက်ခဲ့ပါရယ်ဖယားဆိုရေးတန်းစီဘီကတ်လူပူဇော်ပြီးမှထွက်တော်တက်ပါရယ် ။နေလေနားချိန်မှာတော့နွားများကိုလန်ထားခဲ့ပြီးအိမ်ပြန်လာကချက်ပြုတ်ပါရီ။စုံကက်လူပြီးမှဥသူတော်အတွက်ကူးခတ်ကြွေးပါရီ။သူပေတော်မှဝင်မစားပါဘူး။အနာမရက်ခက်ကလိုရာကိုဖြည့်စည်းပေးတတ်ပါရီ။အဖန်ရင်ငယ်ပေးပါရီ။ဥသူတော်ကလည်းပီတိဖြားမိပါရီ။သွားလေသူအမေကြီးတော်ရှိလျင်တော့မိမဝမ်းသာလိုက်မိမသိ။ဝမ်းမနာသားလေးတပွဲချစ်ရှာပြီးမှတော့မလွဲပါဘူး။မောင်လူအေးကလည်းအလုံးနဲ့မပြတ်အောင်လို့အလုံးကြီးပြုတ်နေတော့ပါရီ။အတိတ်ဘဝတော့က အချိန်တွေကလည်းအလီလီပြောင်းလာခဲ့ပါရဲ့နေရက်များစွာကြေသွားကလာများတိုင်းကုန်ခဲ့ပါတော့ရဲ့ဥသူတော်နဲ့မော်လူအိတို့တက်ရောစင်ကလည်းတားဖသဖွေခိုင်မြဲကြည့်အောင်ထားပါတော့ရဲ့ဥသူတော်ကလည်းမော်လူအိလေးလှောက်ရှားသမျှကိုတစိမ့်စိမ့်ကြည့်တတ်ငယ်ဖြစ်ပါရဲ့တနေ့တော့ထူးခြားလာပါရဲ့မော်လူအိမျက်နှာမကောင်းလှပါဘူးဗဇက်ကလည်းတတတို့ဘာရီပြောနေမှမသိတခါတလေလက်ညိုလေးထိုးကမျက်ရည်များပြဝဲနေတော့ကိုတွေ့မြင်ရပါရဲ့ မော်လူရေးအဖြစ်ကိုဥသူတော်ကြည်မနေရတော့ပါဘူး။ဖခင်တပွဲဖြစ်နေပြီမို့လို့ခေါ်ယူပြီးတော့မဲမိပါတော့တယ်။ခေါ်ယူမဲမိပါမှမော်လူရေးမတားဆီးနိုင်အောင်လို့မျက်ရည်မှာတော့တွင်တွင်စီးကြပါရဲ့။မပြောရစေနဲ့အဖရဲ့အဲ့လိုမျိုးဆိုခဲ့ပါတော့တယ်။ဥသူတော်ရဲ့စိတ်ထဲမှာထင်သွားပါရဲ့။ငါဘောမော်လူရေးမကောင်းကြံစီနေပြီလားလို့စိတ်ရိုင်းဖြစ်ပြပြန်ပါရဲ့။မကောင်းကြံစီစရာမလိုပါဘူး။မိမိရဲ့ရင်မှာတားတပွေဖြစ်နေပြီမို့လို့မောင်လူအေအားရှိသမျှစီစဉ်နေပုံကပေးရန် စိတ်ကူးထားပါရဲ့မိမိမှာတော့အသက်ရွယ်ထောက်လာပြီမို့လို့တရားသမားနဲ့တော့ပြောမွေးမိပါရဲ့မုံလူအေအာမင်းမပြောရင်တော့ငါအိမ်ဝိုင်းကနေပြီးတော့ထွက်သွားပြီတော့အဲ့လိုမျိုးပြောလိုက်မိပါရဲ့အဲ့ကမှတော့မုံလူအေးလေးကကျွန်တော်ဖွင့်ပြောပါမယ်ဒါပေမဲ့ဝေကြီးကြေသွားပါပြီလို့သုံးချိန်သုံးခါခေါ်ပြီးတာဓုခေါ်ပေးပါနော်အေးပါလူလေးရေအမသာဓုခေါ်ပေးပါမယ် ။ဦးသူတော်ကလည်းနုပြတန်မာရီလေသမားတအူဖြစ်ပါရီ။ဇနီးမယားတော်သူဇာနဲ့နှစ်ဦးသောဘဝထူထောင်ပေါင်းဖက်ခဲ့ပါရီ။သာသမီမထုံကားပါဘူး။လေသမားဘဝမို့လို့မချောင်လဲပါဘူး။သူတပားခိုင်းတော်ကိုငားပြီးတော့လဲလို့ရပါရီ။မိမိတို့ဝမ်းစာအတွက်ပင်အနိုင်နိုင်စားတော့ရတဲ့အဘောအချိန်မို့လို့ကြိုးစား၍လောက်ကင်ရပါရယ်။လေယာတုံရဲ့စိုက်ပျိုးပြီးချိန်မှာတော့ရာခုတ်ဒေါ်ရဲဝင်ကဝါခုတ်ရပါရယ်။ကိုင်းရှင်းကလောက်ကင်ရပါရယ်။နားချိန်ပင်တိတ်ပြီးတော့မရှိပါဘူး။ဒေါ်သူစာအတွက် အဖေကတော့မခေါ်ပိနဲ့ရောက်လာခဲ့ပါရဲ့ကြောင်ပေါက်ကလေးတစ်ကောင်ဖြစ်ပါရဲ့အတီးကလေးမို့လို့ဖိုးဖြူလို့မှဲ့ပေးခဲ့ပါရဲ့ကြောင်ကလေးဖိုးဖြူကလည်းလိန်မာလှပါရဲ့အမေကြီးအောင်အိမ်နေလဲနေပါကနှိမ့်နေပေးတတ်ပါရဲ့အိမ်လင်းလဲအမေကြီးရဲ့ခြေတော်ရင်းမှာပဲအိပ်ပြီးတော့အစာခိုးမစားတတ်ပါဘူးကျွေးမှာပဲစားတတ်ပါရဲ့တခါတည်းဟန်ဆန်ရှိပြီးတော့စားတော့ရန်ဟင်းမရှိတဲ့အခါမှာတော့ကြောင်ဖြူလေးဖိုးဖြူပျောက်သွားပါရဲ့ တိတ်ပြီးတော့မကြပါဘူး။သူရဲ့ပတ်သက်တဲ့မှာငါဒါမှမဟုတ်ငှက်စသဖြင့်ကြိုက်ချီလာတတ်ပါရဲ့။အမေကြီးရဲ့ရင့်ကိုခြောက်ကပေးပါရဲ့။ဟင်းစားရှာပေးခြင်းဖြစ်ပါရဲ့။အမေကြီးနေတိုင်းမကောင်းဖြစ်နေပါကောင်ဈေးဝါထားရောင်ဈေးမြောက်ကိုပတ်သက်နဲ့ကြိုက်ချီပြီးတော့ယူပေးခဲ့ပါရဲ့။ဘိုးဖြူကလေးကလည်းအမေကြီးအားသားတပွေတွေ့တာနေခဲ့ပါရီတနေ့တော့ဘိုးဖြူလေးဟင်းသားရှာရန်လက်ထဲကိုစင်းခဲ့ရာမွေစိုးမွေဟောက်နဲ့တွေ့ပါတော့ရီ မွေပေါက်ခဲ့ရပြီးတော့အိမ်ကိုပြန်လာပါရယ်အမေကြီးရဲ့ခြေရဲ့နေနေကြနေရာလေးမှာခွေခွေကလေးအသက်ပြောင်းနေခဲ့ပါရယ်ရင်သေးတဲ့ဘွယ်ဖြစ်နေတဲ့ဘိုးပြူလီအောင်ကောင်းမွန်စွာမြုပ်နှံခဲ့ပါရယ်အမေကြီးကတော့မျက်ရည်နဲ့မျက်ခွန်ဖြည့်ရှာရပါရယ်အစာကွက်ကလေးလေးအစာထက်ကကျွေးနေသေးပါခွေကလေးဘဝနေတွေကလည်းကြာခဲ့ပြီးတော့ဖိုးပြူလေးမရှိတဲ့နောက်မှာတော့ခွေးကလေးတကောင်မိမိနောက်ကိုတကောက်ကောက်လိုက်လာပြီးတော့အိမ်ကိုခေါ်လာခဲ့ပါရယ် အမေကြီးတယောက်တည်းအိမ်မှာကမှုလို့အဘော်ဖြစ်စီရန်ခေါ်ခဲ့ခြင်းဖြစ်ပါ रे ခွေးကလေးကို ကောက်ရလို့အမိပေးခဲ့ပါ रे ခွေးကလေးကောက်ရကလည်းရောက်ရှိလာချိန်မှာတော့မိမိတို့ချုံလင်းနေပြီဖြစ်ပါ रे ကိုပိုင်နွားတရှိပြီပိုက်ဆိုင်နေပါတော့ रे ကောက်ရလေးကလည်းအိမ်ဝိုင်းထဲချက်ငတ်ပြီအဝေးမခံမအောင်တိုးဝုန်နေမောင်းထုတ်တတ်ပါ रे အစာခွက်ကိုလည်းတန့်ပြတ်မှစားပါ रे ဒူးစနာကလည်းတသက်လို့စားခြင်းပြီဖြစ်ပါ रे သူဟာအသားငါးဖြင့်ကျွေးမိပါကမစားတော့ပါဘူးအငဲခံကနေတတ်ပါ रे ဒိင်းနဲ့ခွေနေပါတော့တယ်စီနဲ့စောင်းနေနေကြွေးပါမှစားပါတယ်တခြားတသက်လို့ဟင်းမြောက်ပြီးမစားပါဘူးမိမိလေယာရင်းကိုထွက်သွားတာနဲ့အိမ်ရှိဝါးကားနေပြီးတော့မခွာတော့ပဲအိမ်ဝိုင်းကိုစောင့်ရှောက်ပါတော့တယ်အမေကြီးကလည်းတယောက်တည်းမလို့အဖော်မရှိတာမလို့ကောက်ရလေးကိုပဲအဖော်ပြုနေရပါတယ်အမေကြီးတမဟင်းချက်တဲ့အခါမှာတော့သေးစားတက်ကိုင်းစားများပါပါဇက်နေကြိုက်ချီလောက်အောင်ရှာပြီးထက်ပါတယ်ပြူပြီးတဲ့အခါမှာတော့အိမ်ဝိုင်းပေါ့ဝါကိုအလွတ်မပေးဘဲနဲ့နေပါတော့တယ် ရရဝေလာပါကတဝဝဟောင်းကအတန်ပြုတ်တပါရီမျက်နှာစိဆိုပါကအဆက်မပြတ်ထူအောင်ပါရီအဝိုင်းလေးကိုအဝေးမခံပါဘူးအမေကြီးဟတ်တမ်းမှာအဟောင်းရက်ကအဝေးခံပါတော့ရီအဝေးခံတော်လေးအမေကြီးနောက်ကမခွာဘဲနဲ့စောင့်နေပါရီစကားများပါကမန်ဘီကပြုတ်သူအောင်ကဲ့ရန်ပြုပါရီအကြောင်းသိတဲ့ရွာသားများကလည်းအဝိုင်းလေးဝင်ရန်အတန်ပြုတ်တပါရီသူများရီကြွေးတာလေကောက်ရကမစားပါဘူး မိမိတို့အိမ်ဝိုင်းကလည်းကောက်ရရရှိပြီးတော့လုံးကျုံလှပါရယ်ကောက်ရလေးမှကောက်ရကြီးဖြစ်လာပါရယ်ညစဉ်ဆိုရင်တော့ချက်ဝင်းထဲမှာကင်းဆောင်ပေးတတ်ပါရယ်နော်များတန်ကြပါကတင်းကုတ်ဘက်ပြေးကလဲဘက်ကြည့်တတ်ပါရယ်မိမိတို့ရွာမှာနွားတစ်ခုမြောင်ဝင်ခိုးတတ်ပါရယ်အနောက်ရုံးမဒေါ်ဆန်းနဲ့နေတော့မလို့ဟင်းကောင်ကလည်းရွာလေးကိုဝင်တတ်ကကျွေးနော်များကိုဇွဲတတ်ပါရယ်ကောက်ရကတော့မမှုပါဘူးညတို့ညကတော့မမှန်ရရရှိပါရယ် နော်ပြောင်းအော်တဲ့ကြားပြီးတော့ကောက်ရတင်ကုန်ရှိရာကိုတဟုန်တို့ပြေးသွားခဲ့ပါရယ်။ဟင်းကောင်ကလည်းအိမ်ဝိုင်းနဲ့ရောက်လာကနော်မြောင်ကိုဆွေးရန်ပြုနေတော့ကိုကောက်ရတွေ့ရနဲ့မန်ဘီကဟင်းကောင်ကြီးအားအမတန်ပေမဲ့ဝင်ပြီးတော့တိုက်ခိုက်နေပါရယ်။နော်မြောင်ကလည်းဝရုံသုံးကဖြစ်နေပါတော့တယ်။ဟင်းကောင်ကိုက်ဆွဲချိန်မှာတော့အခွင့်မတော်တော့ပဲကောက်ရအောင်ပြန်လေတုတ်ပြန်ရပါရယ်။ဟင်းကောင်ရဲ့ခြေထောက်ကိုကိုက်ကောင်ထားသဖြင့်ဟင်းကောင်ကလည်းသူ့ရဲ့ရှေ့လက်နဲ့ပုတ်ကဖဲလိုက်ပါရယ်။ ကောက်ရောက်ကလည်းအရေးကိုစုပ်ပြဲယုံသာမကအသက်တွေများပြင်ထွက်ရပါရယ်မိမိရဲ့တက်ရောက်ကိုမမှုဘဲနဲ့ဟင်းကောက်အောင်ခုံအုပ်ကောက်ခေါင်းကိုကိုက်ပြန်ပါရယ်အိမ်ဝိုင်းထဲမှာသွေးများနဲ့ချင်းချင်းနှီးသွားပါတော့ရယ်အနောက်ဆုံးမှာတော့အင်းအားကြီးသူကတော့နိုင်သွားခဲ့ပါရယ်ဦးသူတော်ကလည်းဓာတ်ကိုဆွဲကရောက်လာတော့ဟင်းကောက်မရှိတော့ပါဘူးကောက်ရောက်ကတော့သွေးရိုင်ထဲမှာအသက်ငွေ့ငွေ့တော်ရှိပါတော့ရယ်။နော်မြကတော့ဘာမှမဖြစ်ပါဘူး။ကောက်ရောက်ကယ်လိုက်ချင်းပဲဖြစ်ပါရယ်။နော်တော်ကရဲ့တန်မိုးငွေကတော့မသေးလှပါဘူး။ နွားတော့ပြန်ဝင်ဖို့ပြမလွယ်လှပါဘူးအခုတော့နွားကိုမဆုံရှုံနေတဲ့ကောက်ရောက်လေးကိုဆုံရှုံရတော့မှဖြစ်ပါရဲ့ကောက်ရောက်ကလေးမျက်ရည်များစည်းကြလာကချိနေရှာပါရဲ့ဝေနာပြင်းစွာခံစားရဟန်တူပါရဲ့မိမိရောစိုက်ကြီးကအသက်ထွက်သွားပါတော့ရီဝကြီးကြည့်ပြီးအဖနော်မော်လူအေးကလေးသူရဲ့ဘဝဖြစ်စဉ်ကိုပြန်လေပြောပြနိုင်ခဲ့ပါရဲ့သူကြောင်လေးဘဝခွေးကောက်ရောက်ဘဝတော့ကနေရာမှာပဲပြနိုင်ပါရဲ့ သူအားအစာကျွေးခဲ့တဲ့နေရာအိတ်ခဲတဲ့နေရာများပြီးမှတ်မိနေခဲ့ပါရယ်ဥဒုတော်ကလည်းအတိတ်ကိုမြင်အောင်ကမောင်လူအေအောင်ပွေဖက်ကမျက်ရည်ကြပါတော့ရယ်ဝေကျေးများတင်ခဲ့တော်ကိုတုံဘောတိုင်အောင်လို့ဆက်ခဲ့တဲ့မောင်လူအေအောင်ဝေကျေးများကြေပါပြီကွယ်လို့၃ချိန်၃ခါဆိုရဲအခါမှာတော့အတံများတော့ရင်လှိုင်မောစွာရှိရင်တော်လူ၃ချိန်ဆိုရဲအခါမှာတော့ ဆိုနေရပါတော့တယ်မောင်လူရေးကလည်းဖျားစေအရှိကဂျေးစီကလေးကိုထုကနေပါရီမောင်လူရေးကလည်းအဖအသူတော်အားကတော့ပြီးတော့ကျွန်တော်ပြောမဆိုမှရှိခဲ့ရဲ့ခွဲလို့ပါလို့ဆိုကောင်ဥသူတော်အိမ်မှာထွက်ခွာရန်ပြင်ဆင်ပါတော့တယ်ဥသူတော်ကလည်းမောင်လူအေအားမွေးစားသားအဖြစ် စာချုပ်ချုပ်ဆိုကောင်အမွေများလွှဲပေးမိထွက်မတော်ပါနဲ့တားရည်လို့တားတော်လေမောင်လူအေကဝေကျွေးဆက်ရန်ကုန်ပြီမို့သွားတော့မှဖြစ်ပါရီဒါစီ၍မရဥသူတော်မသားတော့ပါဘူးဥသူတော်နဲ့မောင်လူအေတို့ နှစ်ဦးသောကောင်းချင်းဆိုင်တိုင်မင်းကလေယာနော်မြတ်ကအစာပိုင်တိုင်သမီးရောင်းချပါရင်အင်ကြီးကလည်းချက်ချင်းရောင်းမရ၍ရောသကြီးထံကိုအနန္ထားခဲ့ပါရင်ရောင်းချ၍ရရှိတဲ့ငွေသားတစ်ဝက်ကိုရောက်ကဘုန်းတော်ကြီးထံကိုလှူဒန်းခဲ့ပါရင်ဘုသူတော်နေမောင်လူအေတို့ကလည်းလူသူအိမ်မောကြချင်းရောမထွက်ခွာသွားပါတော့ရင်ဝေပြုစင်ငယ်နဲ့လူကြီးတယောက်နဲ့ယောဂီဝေလူငယ်တဦးကိုတွေ့တော့ကတော့ရောရင်ပြောစမှတ်ဖြစ်နေတဲ့ဥသူတော်နဲ့မောင်လူအေးတို့မှတေးကြပါလျေ ဟုတ်ကဲ့ပါပရိသတ်ကြီးဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရင်းသူကန်နရီမောင်မောင်ရေးသားထားတဲ့တုံးဘွားဝေကျွေးဆိုတဲ့ဇလန်းလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇလန်းကိုအစားသောက်နေ့အဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကားနေပြီးတော့ကျေးဇူးတင်ပါရယ်ပရိသတ်များသားရချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစီလို့စွမ်မောင်ကောင်းများတောင်းပေးလိုက်ပါရယ်ခင်ဗျာ နိုင်မဲစတိုရီချန်နယ်ကိုအားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချန်နယ်ကနေပြီးတော့ဒီနေ့မှပရိသတ်တို့အတွက်တင်ဆက်ပေးမယ့်ဇာတ်လမ်းကစာရေးသူတီဟာထိတ်တင်စောရေးသားဒါရီကမ်မီယာနိုင်လေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းကိုတော့ကျွန်တော်ရှိုင်းကတင်ဆက်ပေးသွားမှာပါဗျာဇာတ်လမ်းလေးမစားတင်ခင်မှာကျွန်တော်ရဲ့ချန်နယ်လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နှိပ်ခဲ့ပြီးတော့ဇာတ်လမ်းတွေများစွာကိုမလွတ်တမ်းခံစားနားဆင်နိုင်မှုတော့ ရိတ်တတကဘိနာကနိုတီဘဲလေးကိုနှိပ်သွားချဖို့အကြံပြုရင်းနဲ့ဇလန်းလေးကိုစတင်လိုက်ပါပြီခင်ဗျာပြောရင်ယုံကြည်မှယုံမယ်လိုဝန်စမ်းချက်တလားတော့မမင်းနဲ့ဒါပေမဲ့ဘာကြောင့်ညာချောင်းဆိုရဲအကြောင်းတွေကတော့ကျုပ်မသိဘူးကျုပ်နားမလဲဘူးကျုပ်ကလည်းဘာမှလေးလာလိုက်စားဖို့တော့မဟုတ်ဘူးဗျပြီးတော့ကျုပ်လက်တွေတမလက်တွေကြောင့်မှယုံနေလက်တွေပြောင်းမှယုံနေစိတ်နေလုံးနေဝိညာဉ်တွေပရတွေကျုပ်စိတ်မဝင်စားဘူးဒါပေမဲ့အခုကျုပ်ကိုယ်တိုင် စိတ်ဝင်စားပြီးတော့ချုပ်ကိုယ်တိုင်လှုပ်ဝက်နေနေစမ်းကြပါလေလို့လက်ခံမိတဲ့အကြောင်းပါရိုး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 လေးပါတခြားတော့မဟုတ်ပါဘူးကျုံနိုင်လေးအကြောင်းပါကျုံရဲ့အိတ်ဆောင်နိုင်လေးပေါ့ကျုံရဲ့မိဘအမွေအိတ်ဆောင်နိုင်လေးတလုံးပေါ့ဗျာကျုပ်ကိုပေးခဲ့တာကတော့ကျုံရဲ့ဖခင်ကြီးပါဖခင်ကြီးကအခုမရှိတော့ဘူးွယ်လွန်သွားပါပြီဖခင်ကြီးရှိနေတုန်းကတော့ဖခင်ကြီးပဲဒီနိုင်ကိုသုံးတာပါအဲဒီဖခင်ကြီးရဲ့လက်ထဲမှာတော့ဘလို့တူးကြောင်းမှုရှိတယ်ဆိုတော့ကျုံမသိခဲ့ဘူးကျုပ်ကိုဖခင်ကြီးကလည်းဘာမှပြောမပြခဲ့ဘူး ဖာဂင်ကြီးနာမကျန်းဖြစ်တဲ့အခါကျမှဖာဂင်ကြီးကကျုပ်ကိုခေါ်ပြီးတော့ပေးခဲ့တာဖြစ်တယ်။ဒါတော့ဖေးပေးနိုင်ခဲ့တာကပညာမွေပဲ။ဥစ္စာမွေရဲ့လို့ဘာမှမဲမဲရဲရမပေးနိုင်ဘူး။အခုဆိုမဲမဲလည်းမရှိတော့ဘူး။ဆိုတော့တယောက်သေးတော့သားဖြစ်တဲ့မင်းမညီကိုမောင်နှမအရင်ကြောင့်မရှိတဲ့တကောင်ကျက်ဘဝနဲ့မင်းချန်ရတော့မှာဒီတော့တော့အဖော်ဖြစ်လေဖြစ်စီ အဖေမွေနိုင်ဖြစ်စေဆိုပြီးတော့အဖေသားကိုဒီအိမ်ဆောင်နိုင်လေးပေးခဲ့မယ်ဒီနိုင်လေးကအဖေဝယ်ထားတာမဟုတ်ဘူးအဖေရဲ့အဖေသားရဲ့အဖိုးအောင်သူမကွယ်လို့မိမအဖေကိုပေးခဲ့တာအဖိုးကလည်းဒီနိုင်ကို သူဝယ်ခဲ့တာမဟုတ်ဘူးသူရဲ့ဆရာသမားတူကစုပေးခဲ့တာလေဒီတော့ဒီနိုင်လေးဟာတန်ဖိုးကြီးခြင်းမှကြီးမှဖြစ်ပေမဲ့လာခြင်းမှလည်းလာမယ်ဒါပေမဲ့သားအမြဲတမ်းတန်ဖိုးထားပြီးတော့လက်ခံထိန်းသိမ်းသွားစီခြင်းနဲ့ကွယ် နိုင်ရပေးရင်အဖေမှာခဲ့တာကအကြီးလိုပါဗျာနိုင်ရလေးပုံစံရိုးရိုးလေးပါပဲအဝိုင်းကလေးဖြစ်တယ်ဒိုင်ဝက်ကလေးရွှေရောင်ကလေးဖြစ်တယ်ဗျာကလာကြာရှည်ခဲ့ပြီမို့လို့ရွှေရောင်ကလေးမှိန်နေခဲ့ပါပြီဒိုင်ဝက်ထဲကကနန်းတွေတော့မှရှင်အောင်ရောမှကနန်းတွေပါ အပေါ်မှာလေးအပေါ်မှာလေးအဖုံကလေးပါတယ်ရွှေရောင်တန်ကျိုးကလေးကလည်းပါတယ်ဗျာအိတ်တဲတဲပြီးတော့ဆောင်းသွားရတဲ့နိုင်လေးပေါ့ဖောင်းကြီးညီကွယ်လွန်သွားပြီးတဲ့နောက်မှာတော့တငယ်ချင်းတယောက်ကအဲ့ဒီအိတ်ဆောင်နိုင်လေးကိုတွေ့တော့စိတ်ဝင်စားတာနဲ့တောင်းဝင်ပါတယ် သူပေးတဲ့ဈေးကလည်းအဲ့ဒီအခြေအနေကအင်မတန်ကိုများနေသေးပါသူကရှေးအောင်ပစ္စည်းအရောင်းဝယ်တမမလို့တန်ဖို့မြင်နေတာနေမှာပေါ့ဗျာဒါပေမဲ့ကျွန်တော်ကလည်းမရောက်ပါဘူးဒီနိုင်ရီလေးကအဖေအမွေတနည်းအားဖြင့်အဖိုးရဲ့အမွေတန်ဖို့မဖြတ်နိုင်ပါဘူးဗျာနိုင်ရီလေးကလည်းအဲ့ဒီအင်မတန်မှန်ပါတယ်ဗျရေဒီယိုကလာတဲ့မြန်မာစံတော်ချိန်နဲ့တိုက်ကြည့်ဘယ်ချိန်မှမလွဲဘူးဗျမင်းနဲ့ဝေးလို့စက္ကန့်တောင်မှမကွာဘူးတိတ်ပြီးတော့ကိုတိကြတာအဲကျွန်တော်ကတော့တခါနှခါ နှစ်နှစ်တကာဆိုတဲ့လိုမျိုးမိတ်ဆွေနိုင်ပြေဆရာစီမှာဂျေးစေပေးရတာပေါ့ဗျာနိုင်ပြေဆရာကလည်းခမရနိုင်မျိုးကျွန်တော်ဒီတလုံးမမြင်ဘူးတယ်ကောင်းနေဗျာပြည်စည်းတွေကခမရဖို့ဒီနိုင်ရမိတ်ဆွေကောင်းမယ်ဗျာပြန်မှာဘယ်တော့မှမရောက်ပါနဲ့ဗျာအယောင်ဒီပါရီနဲ့ထပ်မတင်နဲ့ပင်ကိုအသွေးနိုင်မရှိပါစေအဲ့လိုမျိုးပြောနေဗျာနိုင်ပြေဆရာပြောမှဘာကင်ကြီးပြောရတဲ့စကားတခုပြန်ပြီးတော့တတိရတယ်ဖခင်ကြီးကလည်း ဒီနိုင်ကဒါကိုမင်္ဂလာဖြစ်စေမယ့်အရာတွေဆောင်ကျင်းလာလိမ့်မယ်တဲ့မင်္ဂလာမရှိမယ့်အရာတွေကိုဖယ်ရှားပေးလိမ့်မယ်တဲ့နေကြရုံနဲ့နဲ့နေရာတွေမှာမထားပါနဲ့တဲ့သွားလျာနေရာကိုကိုနဲ့မကွာယူသွားပါတဲ့အဲ့လိုမျိုးပြောခဲ့ရလိမ့်ဗျာဘာကြီးကြီးကလည်းတရားထိုင်သတိစိတ်တူဖြစ်လေတော့ဒီနိုင်လေးကသူ့အတွက်လည်းမင်္ဂလာနိုင်လေးဖြစ်ခဲ့မှာပေါ့ဗျာကျွန်တော်ကလေးဘာကြီးကြီးရဲ့စကားကိုမြေဝဲမကြနားထောင်ပါလေခရီးသွားရင်းနဲ့အပြင်ထွက်သွားရင်အိမ်ထဲမှာနိုင်ကိုစောင့်ထားပြီးတော့အိမ်ပြန်ရောက်ရင်တော့ကတိန်ကောင်းကြီးကကျွန်တော်ရဲ့ဇပွဲလေးပေါ်မှာပဲတင်ထားတယ်ဗျာ ။ဘာကညီပေးခဲ့ပြီးတဲ့အချိန်ကလေးကစပြီးတော့ကျွန်တော်တို့ဒီနိုင်လေးကလည်းအချိန်မှန်ကိုပေးခဲ့တာ။ဒါကြောင့်ဘာသူစမ်းကြတော့ကမှမပြခဲ့ဘူးဗျ။ဒါပေမဲ့ဒီအိတ်ဆောင်နိုင်လေးကဘာကညီပြောခဲ့တယ်လို့မျိုးကျွန်တော်ကိုမင်္ဂလာရှိမဲ့အရာတွေကိုစောင့်ခြင်းပေးတယ်လို့ပထမဆုံးကျွန်တော်တီးရှိလက်ခံခဲ့တာကလေမွေးနေတွေ့ဆုံဖူးစာဖတ်ရခြင်းပဲဗျ။အိနေကလေတငယ်ချင်းတွေဖြစ်တဲ့ဝင်းမောင်တို့ဆွေမင်းတို့တွေမော်ဘီကဝင်းမောင်ရဲ့ channel မှာပြောပွဲစားလေးတခုလုပ်ကြတယ်ဗျ။ပြောပွဲစားဆိုပေမဲ့လည်းမကြောက်ခင်နိုင်ငံသားသွားပြီးတော့အလုပ်လုပ်မဲ့ဝင်းမောင်ရဲ့အဲကန်ပွဲလေးလည်းဖြစ်တယ် လူအလေးမများပါဘူးဗျာတကယ်ကြီးအရင်တွေကြီးပဲဇယောက်တော့ပဲဖိတ်နေဗျာဟဲ့ကောင်တီဟမင်းဆက်ဆက်လာရမယ်နော်ငါတို့အိမ်ကမနက်ချောင်းနိုင်တီတီကားထွက်ပြီချောင်းနိုင်မထိုးခင်ငါတို့အိမ်ကိုရောက်လာဝင်းမော်ရဲ့ဖိတ်မှန်တကားကလည်းအဲ့ဒီလိုမျိုးဗျာငါမလိုက်လို့မရောက်လောက်ကွာမရောက်ဟဲ့ကောင်မင်းကငါ့တငယ်ချင်းအရင်ဘာလဲမင်းကငါနိုင်ငံသားသွားမှာကိုမလိုလားဟုတ်လားမဟုတ်ပါဘူးကွာငါအဲ့ရတာနောက်ကြရေးကွာမနဲ့ဆို9နှစ်လောက်မှနိုးတာအချင်းဖြစ်နေပြီကွာ မရှိရောလာဖို့အချိန်မီနှုံးမှာမဟုတ်ဘူးကွာလုံမနေနဲ့နှုံးအောင်လုပ်ပြီးတော့လာခဲ့ကွာအဲ့ဒီလိုမှမနှုံးမှာဆိုရင်တော့ငါစီရောအခုတည်းကလာအိတ်ဟာငါအဲ့လိုအဲ့ရောက်ပြောင်းမအိတ်တတ်ပါဘူးကွာမင်းရလေကွာကကြီးကြောင်ပဲကဲဘာပဲဖြစ်မနဲ့ငါစီကိုရောက်အောင်အချိန်မီလာမင်းမသာမင်းတ냐လုံးမအိတ်ပဲနဲ့နေနှိုးဆက်ပြီးလို့ပဲအဲ့အိတ်ရောက်လာဖို့ကအဓိကပဲကျွန်တော်အသိစိတ်မပါဘူးဗျမနဲ့ကြောင့်လို့အိတ်ရတာနောက်ကြတာမလိုက်ရှိရင်လည်း နောက်မှတောက်ပမိန်ဆိုပြီးတော့အဲ့ညာကစိတ်ချလက်ချစိတ်အေးလံပြီးအိပ်ပါရပြောင်းဒါမဲ့နိုးဆက်တန်းကြောင့်ကျွန်တော်ကလည်းအိပ်ရကနေပြီးတော့လန့်နိုးလာရပြောင်းအိမ်မော်စော်ဘွားနေစပွဲဟောနိုင်ကိုယူကြည့်ပြီးတော့အပြင်ကအလင်းရောင်မှုံမှုံနဲ့ထိလိုက်တော့ငားတိုင်တီတီပြောင်းကျွန်တော်မှလည်းအံ့ဩသွားရပြောင်းကျွန်တော်ရဲ့စပွဲဟောမှာတင်ထားတဲ့နိုင်မရှိဘူးပြောင်းနိုးဆက်မရှိဘူးအိမ်ကောင်းရင်ချင်းရင်အိမ်မျိုးကလည်းစက်တန်တစ်ခုမှမကြဘူးဘဲကနိုးဆက်တန်လေးပြောင်း ကျွန်တော်လေးတတိထားမိတာနိုးဆက်တာဟာအဝေးကြီးကမဟုတ်ဘူးဗျအနီးကဖြစ်တယ်ခေါင်းရင်းစီကဖြစ်တယ်ဗျဒါဖြင့်အဲ့ဆောင်နိုင်လေးပါပဲလားနိုင်လေးမလေးနိုးဆက်ပါတာမဟုတ်ဘူးဗျစမ်းကြေလာတော့အမှန်ပဲဒါပေမဲ့ကျွန်တော်တွေးတယ်ဝေးမောင်တို့ပြောဝေးသားကိုကျွန်တော်သွားပြအောင်လို့နိုးတာပဲသွားစီတဲ့အကြောင်းကြောင့်နိုးတာပဲဘလို့နိုးဆက်တဲ့မိသားကလေးတော့တွေးလို့မရဘူးဗျအဲ့လိုနဲ့ပြင်ဆင်စရာတွေရှိတော့ကိုခက်တော့တော့ပြင်ဆင်ပြီးတော့ဝေးမောင်တို့အိမ်ကိုရောက်သွားတော့တယ်အချိန်မီပါပဲဗျအချိန်မီရောက်လာလို့ဝင်းမောင်ကတော့မှအံ့ဩနေတော့တယ် အဲ့ဒီမှာပဲဝင်းမောင်ကနေကရောက်လာတဲ့သူ့ရဲ့ညီမဝမ်းခွဲနေမိတ်ဆက်ပေးတယ်။မွေးတဲ့။လာလေလာလေပြောင်။ရင်လဲရင်နေ။ကျွန်တော်ရဲ့ရင်ထွေလဲခုံသွားတယ်ပြောင်။ဒီလိုပြောရရင်တော့နောက်ပိုင်းမှာမွေးနေကျွန်တော်ကချစ်သူဖြစ်ခဲ့ကြတော့တယ်။လက်လက်ဖြစ်ကြတယ်ပြောင်။ဒီတော့ကျွန်တော်ရဲ့ဖူးစာရှင်ကိုဖန်တီးပေးတာကလည်းအဲ့ဒီအိတ်ဆောင်နိုင်လေးကြောင့်ပဲလို့ကျွန်တော်ကလည်းယုံကြည်တယ်ပြောင်။ဟုတ်တယ်မဟုတ်ဘူးလားပြောင်။ဒုတိယတစ်ခါကတော့ကားပေါ်မှာကျွန်တော်ကပိုက်လိုက်ခဲရခြင်းပဲ။ယုံသောမှာပေါ့ပြောင်။ကားလေးထုံးစံတိုင်းကြက်တယ်ပြောင်။ ကျွန်တော်ကတော့လွယ်ရည်ကြီးနဲ့ဓမင်းချိုင်းနဲ့ဘေးရလူရေရတို့အိမ်ပေါ်ပဲကျွန်တော်ရဲ့ဘေးကိုလူတယောက်ကလည်းကန့်နေတော့တာတတိတော်ထားမိသားဗျဒါပေမဲ့ကားကြက်လို့ပဲထင်တာပေါ့လွယ်ရည်ထဲမှာလည်းပါလာတဲ့ရုံးကလည်းငွေတချို့ကိုစိတ်ဘူးလို့လွယ်ကိုတော့ကျွန်တော်ကလည်းအာရုံမပြတ်ဘူးဗျဒီလိုတော့လွယ်ရည်ထဲကငွေတော့အနိုင်မခံရပါဘူးအနိုင်ခံရပြီးတော့ပါသွားတာကအိတ်ထဲကအိတ်ဆောင်နိုင်လေနှံမျောလိုက်တာဗျပတ်စံနေပါသွားတာထက်နှံမျောတယ်ဗျပတ်စံနေပါသွားရင်အစားပြန်ရှာလို့ရတယ် ဒီအိဆောင်နိုင်ကဘလို့ပြန်ရှာမလဲဗျာတခြားအိဆောင်နိုင်ဝယ်ရင်တော့ရနိုင်ပေမဲ့အဘိုးရဲ့အမွေအဖေရဲ့အမွေတော့မဖြစ်နိုင်တော့ဘူးလေဗျာကျွန်တော်စိတ်မကောင်းလို့လို့ဓမင်းတော်မှမစားနိုင်ဘူးညရောက်တော့လည်းမအိတ်နိုင်ဘူးဗျာဇနီးတဲ့မွေးကလည်းအဘိုးရဲ့ဒီလောက်ကြီးလည်းစိတ်ထဲမစွဲလန်းပါနဲ့အဲ့လိုမျိုးဖြေသိမ့်တယ်ဗျာဒါပေမဲ့ဖြေလို့တော့မရဘူးနောက်တနေ့ရုံးတက်လာတော့ကိုပဲစိတ်မပေါအလုံရှုပ်နေလေဗျအလုံလုံးရတော့လေအာယုံမကက်မျက်လုံးထဲမှာတော့နိုင်လေးကိုပဲမြင်ရောင်နေတော့တယ် ညနေရုံးစင်းမှာတော့မထင်မှတ်ထားတာတခုဖြစ်လာတယ်ဗျလူတယောက်ကကျွန်တော်ကိုလာဆောင်နေခြင်းပဲဖြစ်တယ်ဗျသူ့ကိုမြင်မြင်ချင်းမှတ်မိတာပေါ့ဗျမနေ့ကကားပေါ်မှာကျွန်တော်ရဲ့ဘေးမှာကပ်ပြီးတော့ရက်ခဲ့တဲ့သူတနည်းပြောရရင်တော့ကျွန်တော်ရဲ့အိတ်ဆောင်နိုင်လေးကိုနိုင်ယူသွားခဲ့လို့ကျွန်တော်ယူဆထားခဲ့တဲ့သူသူကလေးပြုံးပြီးတော့အခုနေ့စကားပြောခြင်းလို့အဲ့လိုမျိုးပြောတယ်ဗျဘာကိစ္စလဲကျွန်တော်ကလေးခတ်သေးသေးပြန်မေးလိုက်တာပေါ့ဗျစိတ်ထဲမှာလေးရှိနေတဲ့တဲမှမူကစကားသံနေတဲ့ကိုရောပါသွားတော့တယ်အခုရဲ့ကိစ္စပါ ခဏလောက်လိုက်ခဲ့ပြီးပါလက်ဖက်ရည်ထောက်ပြီးတော့စကားပြောကြရအောင်ပါသူအလေးချေချိုးသွားသွားပဲပြောပါလေဗျဒါနဲ့လက်ဖက်ရည်ဆိုင်ကိုရောက်တော့ခဲ့ပြောဗာပြောချင်တာလေကျွန်တော်အလေးသူ့ကိုမေးခွန်းထုတ်တယ်ဗျမင်းကနေပြီးတော့နိုင်အကြောင်းကိုမေးပြီးပြန်တောင်းဖို့အသာတကြီးတောင်းလို့မရရင်တော့ရဲတိုင်းပဲဘာညာချင်းကြောက်ရင်ကောင်းမလားလို့တော့မှတွေးမိလေဗျဒီချိန်မှာပဲသူကလည်းသူ့ရဲ့လွယ်တဲ့ကနေတစုံတစ်ခုကိုနှိုက်ပြီးတော့ကျွန်တော်ရှိကိုအသာချပေးတယ်။အဲ့ဒီတစုံတရာကိုမြင်လိုက်ရတယ်ဆိုရင်ပဲကျွန်တော်ရင်တွေခုန်ပြီးတော့မျက်လုံးတွေလည်းပြူးသွားတယ်ဗျ။အဲ့ဒီတောင်းနိုင်လေးလေ ကျွန်တော်ရဲ့အိတ်ဆောင်တိုင်းလေးကျွန်တော်ဝမ်းသာသွားတိုင်းပြဖော်မပြချအောင်ပါပဲဗျာကျွန်တော်ကိုခွဲလို့ပါအခုအခုရဲ့ပစ္စည်းကိုအခုစီကိုပြန်လာဖို့တာပါကျွန်တော်ကလည်းသူ့ကိုတော့မပေါ့နိုင်တော့ဘူးဗျာရပါလေဗျာဒါနဲ့ခင်ဗျားဘာကြောင့်ဒီပစ္စည်းကိုကျွန်တော်စီကိုပြန်လာဖို့တာလဲကျွန်တော်အမေကို သူကလည်းမဖြစ်ဘဲနဲ့မော့ကြည့်နေတယ်အတန်ကြာမှအဲ့ဒါမမင်းနဲ့တော့အခုအခုလေအခုပစ္စည်းပြန်ရပြီပဲအဲ့လိုမျိုးငင်းပြေဖြေးတယ်ဗျာကျွန်တော်လည်းလက်လျှော့လိုက်ပါတယ်သူမဖြစ်ချင်တာကလည်းထမမေးတော့ပါဘူး ။အိမ်ပြန်ရောက်တော့ဇနီးတဲ့မွေးကိုနိုင်နိုင်လေးပြန်ရအောင်ပြောပြတဲ့အခါမှာတော့မွေးကလေးတန်းအတော်နဲ့ခပိုင်းနိုင်ဆိုတော့ပစ္စည်းလိုချင်လို့နှိုက်တာပဲ။ဒီနိုင်ရရှိအောင်ပစ္စည်းမလို့အဖို့တန်းနေဆိုတာလေသူသိမှာပဲ။ဒါတော့မှအခုရှာပြီးတော့ပြန်လာပြီးတယ်ဆိုတော့တခုခုဖြစ်လို့ပဲ။သူပြန်မပေးဘဲနဲ့မနေနိုင်လို့လာပြီးတာပဲအခု။အဲ့လိုမျိုးဝေဖန်သုံးသက်တယ်ဗျကျွန်တော်ရဲ့အမြင်မှာလည်းမွေးနဲ့ထက်တူပါပဲဒီအိဆောင်နိုင်လေးရလေဘယ်လိုမျိုးစမ်းကြဲလိုအပ်မှုတွေနဲ့ပြည့်နေတယ်ဆိုတော့ကိုတတိကျကျမသိတာစမ်းကြဲလိုအပ်တာတော့အမှန်ပဲဗျ အကိုကြီးနွယ်နီတို့ကချောင်းတော်ကိုတွားကြမလို့တဲ့မွေးတို့နှစ်ယောက်လိုက်ဖို့ခေါ်နေတယ်မွေးရလေအကိုရောမွေးပါရုံအားရက်မလို့လိုက်မယ်လို့ပြောခဲ့ပြီတနေ့တော့ကျွန်တော်ရုံကအပြန်မှာမွေးကပြောတယ်ဗျကောင်းသွားပြီဘဲနေသွားပါလေမနေ့ပြန်မနေ့အကိုတွားကြတာပေါ့ဒါဖြင့်နွယ်နီတို့စီကိုမွေးရမွေးတို့လိုက်မှာအတီးပြုတ်လိုက်ပြီလို့ဖုံးဆက်လိုက်မယ်နော် ကောင်းပြီမွေးကောင်းပြီ ဝေရလေလမ်းထိပ်မှာဖုံးသွားဆက်တွေပြဇနီတနင်္ဂနွေပိတ်ရက်ရဲ့ခရစ်စမတ်ပိတ်ရက်ရဲ့ဆက်သွားတာမို့လို့အဆင်ပြေတယ်လို့ပြောရမယ်ပြကျွန်တော်တို့ကလေချောင်းသာကိုတစ်ခေါက်မှမရောက်ဘူးကြောက်ဘူးလေမွေးပုံဆက်ရကပြန်လာတော့မရက်ပြန်9နာရီကောက်ထွက်မယ်တဲ့တို့အိမ်မှာပဲစူရလောက်မယ်တဲ့လေမွေးတို့ဒီညပြင်ဆင်စာရှိရာတွေကိုပြင်ဆင်ထားမှဖြစ်မယ်အဲ့လိုမျိုးပြောတယ်ပြအိမ်ညကကျွန်တော်တို့နေ့ရောက်ချောင်းသာခကြီးအတွက်လိုအပ်တာတွေကိုပြင်ဆင်ထားပြီးတော့အဲ့ကြတော့ည7နာရီထိုးနေပြီပြ ျွန်တော်ရဲ့အိတ်ဆောင်နိုင်ကိုကြည့်နေရတဲ့ကျွန်တော်ကိုမွေးကလည်းရေပြီးတော့ပါလေမွေးနဲ့စတင်ပြီးတော့ဆောင်ခဲ့ရတာကိုတရိရနေရလားအဲ့လိုမျိုးမေးတယ်ဗျကျွန်တော်ကလည်းခေါင်းညိပြလိုက်ပြီးတော့ဟုတ်တယ်အခုနဲ့မွေးကိုဖူးဆောင်ပေးခဲ့တာဟော်ဒီ9လေးပဲလေအဲ့လိုမျိုးထောက်ခံလိုက်တယ်ဗျမွေးနိုင်ရောက်မှပြက်နေလို့ဆိုင်မှာအပ်ထားတယ်အခုတနင်္လာနေ့ရောက်မှရမယ်တဲ့ရပါလေမွေးရဲ့အခုနိုင်လေးရှိသားပဲကျွန်တော်ဟာအိတ်ဆောင်နိုင်လေးကိုချင်းမြန်လုံးလာတဲ့အတွက်လက်ဘက်နိုင်ဝဲမွေးဘူးဗျာ ဒီနိုင်ကြီးကလည်းအချိန်အလွန်မှားနေမဟုတ်တာဗျာအကိုဟင်ဘာလဲမွေးအခုရနိုင်လေးကိုမနဲ့ကြရင်မွေးတို့ကိုနှုတ်ဖို့တတိပေးထောင်းမွေးတို့၅နိုင်လောက်ထားပြီးတော့ပြင်ဆင်မှဖြစ်မှာအေးပါကွာအခုနိုင်လေးကနှုတ်မှာပါကဲရွှေနိုင်လေးရေချောင်းသာခရီးမနောက်နေရအောင်လို့မနဲ့ကြရင်၅နိုင်လောက်နှုတ်ပြီးပါအောင်နော်အခုကလေအတီပြောလေရှောနှောင်းတော့မလောက်ပါနဲ့အတီပြောတာပါမွေးရဲ့မွေးစိတ်ချပါ ကျွန်တော်လေးမွေးကိုပြောညီရဲနဲ့နိုင်လေးကိုတစ်ချက်နန်းလိုက်ပြီးတော့ဂရင်ကောင်းရင်ကနေပြီးတော့သပွဲလေးမှာတင်ထားလိုက်တော့တယ်။ပြီးတော့ကျွန်တော်တို့အိအာဝင်ကြတယ်ဗျာ။ကျွန်တော်တို့ကမနက်ပြန်သွားကြရောက်မဲ့ချောင်းသာခကြီးကိုတွေ့ရင်းနဲ့ပျော်ရွှင်ကြည်နှမှုတွေနဲ့တတော်နဲ့အိမပျော်ကြအောင်ဗျာ။အတော်ကြီးနဲ့မှနေရောက်သားအိပျော်သွားရတော့တယ်။ကျွန်တော်ပြက်ကနေနိုးလာတော့ခေါင်းရင်ကပြည်နေမတကာရွာကြာကနေပြီးတော့အလေးရောက်နေတာတိုးဝင်လာတာတွေ့ရတယ်ဗျာ။နောက်ရောက်နေပြီလားဆိုရဲအတီနဲ့မွေးကိုပါလှုပ်နှိုးလိုက်တယ်။မွေးမွေးထတော့မိုးလင်းနေပြီ။မွေးရလေဒူးလေထားလာတယ်ဗျာ။ ကျွန်တော်ကလေးကောင်းရင်းစပွဲပေါ်ကအိဆောင်နိုင်လေးကိုလှမ်းယူပြီးတော့ကြီးလိုက်တယ်။ငါးနိုင်တီတီပြောင်း။ဟာငါးနိုင်တီတီပဲမွေးရင်အကိုတို့အချင်းကိုက်ပြီ။အခုနိုင်ရနိုးလိုက်တာလား။မဟုတ်ဘူး။နိုးစက်တဲ့တော့မကြားရအောင်။ဒါပေမဲ့ပြက်ကနေနိုးလာတာ။အချင်းကအန်ကိုက်ပြီ။အင်းဘောဒါလေးနိုင်လေးကနိုးတာနေမှာပေါ့။ကဲကိုတို့မြင်မြန်ပြင်ဆင်ကြစို့ကွာ။ကျွန်တော်တို့မွေးလို့ပြင်ဆင်ပြီးတော့အင်္ဂါနေပြီးတော့ထွက်လာတော့ကျွန်တော်အိတ်ဆောင်နိုင်လေးကလည်း9:45မှာဖြစ်နေတယ်ဗျာ။ ကျွန်တော်တို့အငားကားရှင်းပြီးတော့နွယ်ကြီးတို့ရဲ့အိမ်ကိုသွားကြတော့လေနွယ်ကြီးတို့အိမ်ကိုရောက်တော့ကျွန်တော်တို့အိတ်ဆောင်နိုင်လေးကကျောင်းနိုင်ခွဲဒါပေမဲ့နွယ်ကြီးတို့အိမ်မှာနွယ်ကြီးတို့ကိုမတွေ့ရတော့ဘူးနွယ်နီမိပဲတွေ့ရတော့လေဗျဟဲ့မွေးတို့နောက်ကျလိုက်တာနွယ်ကြီးတို့လည်းမွေးတို့ကိုဆောက်ဆောင်နေနောက်ဆုံးမွေးတို့မလိုက်ဖြစ်တော့ဘူးထင်လို့ထွက်သွားကြပြီနွယ်နီမိရဲ့စကားကိုမွေးကလည်းညင်းနေဗျအဲ့ဒီအောင်လေမွေးတို့နောက်မကျပါဘူးနွယ်တို့ကခုနှစ်နိုင်ကားထွက်မယ်လို့ပြောထားတယ်လीဟုတ်တယ်လေခုနှစ်နိုင်ကားထွက်တယ်လို့ပြောထားတာအမှန်ပဲ အခုမနေ့ကသူတို့ထွက်သွားတာ9:30မိနစ်မှာပါဟာမဟုတ်တာအချိန်ရမှာ6:00ခွဲပြီးရောမရှိသေးရဲ့ဒီကျွန်တော်ကလည်းအိမ်ဆောင်နိုင်လေးကိုထုတ်ပြီးတော့တက်တီထူလိုက်တယ်ဗျຫນွေနီရဲ့မိကလည်းနေရာမှာရှိနေတဲ့နိုင်ကိုညော်ပြရင်းနဲ့မဟုတ်ဘူးကွယ်9:00ခွဲနေပြီအဲ့လိုမျိုးပြန်ပြောတယ်ဗျဟုတ်ပါရဲ့နေရာမှာနိုင်ကလည်း9:30 35ဘလို့ဖြစ်တာလဲကျွန်တော်နိုင်ကဘယ်တော့မှမလွဲချော်ဘူးအန်ဒီအန်ဒီရဲ့နိုင်ကလည်းမြန်နေတာဖြစ်မှာပေါ့ ရနီတို့အားလုံးမှလည်းနိုင်ပါကြပါလေအားလုံးအချိတ်ကြိုက်ပဲကွယ်ကျွန်တော်လည်းလက်မခံချင်ဘူးပြောက်ရနီမေကသူတို့တိုက်ခန်းတွေကနိုင်တွေလက်ပတ်နိုင်တလုံးနဲ့စပွဲတင်နိုင်တလုံးတွားယူလာရပြောက်ကြီးလိုက်တော့အိမ်အိမ်နိုင်တွေကလည်းနေရာကနိုင်နဲ့အားလုံးအချိတ်တွေကလည်းတူးနေတယ်ပြောက်ဒီလိုဆိုရင်တော့ကျွန်တော်တို့နိုင်ကလည်းနောက်ကျနေတာသိကြပြီတခါမှနောက်မကျဘူးမမြန်ဘူးလေထောင်မရထောင်မရမန်နေတက်တဲ့ကျွန်တော်ရဲ့အိတ်ဆောင်နိုင်လေးဟာဒီတကြိမ်မှာတော့ဘလို့ဖောက်ပြန်ပြီးတော့နောက်ကျနေပါလိမ့်ကျွန်တော်နားမလဲဘူးပြောက် အဲဒီလိုနဲ့ကျွန်တော်တို့ကလည်းနွယ်ညီတို့အိမ်ကနေပြလာခဲ့ရတယ်ကျွန်တော်တို့ရဲ့ချောင်းသာကကြီးစင်ကလည်းနိုင်ရီလေးတောင်၆ခက်တိတ်ဆိတ်စွာနဲ့ဖြတ်သိမ်းခြင်းခံလိုက်ရလို့မွေးရောကျွန်တော်ပါစိတ်ထဲမှာခံစားနေရတယ်ဗျတယောက်နေတယောက်တော့မှစကားသိမ်းမပြောပြချောင်းအိမ်နေဟာကျွန်တော်တို့ရဲ့အိမ်မှာအတိတ်ပဲမဲ့နေတယ်လို့ပဲဗျကျွန်တော်ကလည်းနေလေပိုင်းမှာနိုင်လေးကိုပြင်မပေးဆိုပြီးတော့အိမ်ကထွက်ဖို့ပြင်နေတော့မွေးရောလေးသူကအပြင်လိုက်မယ်ဆိုပြီးတော့ပြောလာတော့တယ် နေရောက်သားကလေးရန်ကုန်ထဲကိုထွက်လာဖြစ်ခဲ့ကြရပြောင်းနေရောက်သားထွက်လာတော့မလို့နိုင်ကိုအရင်တော့မပြင်သေးပဲနဲ့ရွှေတကုံဖျားကိုဦးဆုံးသွားဖူကြတယ်ပြီးတော့မှမြို့ရင်းမှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေနိုင်ပြင်ဆိုင်ကိုလာခဲ့ကြရပြောင်းခမရရင်နိုင်ကအကောင်းကြီးပဲဘာမှမဖြစ်ပါဘူးမိတ်ဆွေနိုင်ပြင်ဆရာကလေးပြောရပြောင်းမနေ့ကတနင်္ဂနွေနောက်ကြနေလေပြောင်းကျွန်တော်ကလည်းရှင်းပြတယ်အခုချိန်မှမိတ်လေးနိုင်ကလေးသွားနေတော့တာလေပြောင်းသူကလေးသူ့ရဲ့ဆိုင်တွေကနိုင်ရင်တွေနဲ့တိုက်ပြတယ်ကျွန်တော်ရဲ့အိတ်ဆောင်နိုင်ရင်လေးကလည်းအချိန်မှန်ပါပဲ ကျွန်တော်တို့မွေဘာပြောရမှန်းတော့မသိတော့ဘူးပြောင်းနိုင်လေးကိုယူပြီးတော့အိမ်ပြန်လာခဲ့ရတယ်အကိုဒါအထူးစားနေလို့မွေးထင်တယ်မွေနယ်ကြီးတို့အိမ်ကိုဖုံးသွားဆက်လိုက်ဦးမယ်မွေရလေနယ်ကြီးတို့အိမ်ကိုဖုံးသွားဆက်တယ်ပြောင်းမကြာခင်မှာပဲမွေမျက်နှာအပြက်ပြက်နဲ့ခတ်တုတ်တုတ်ပြန်ရောက်လာတော့တယ်ကျွန်တော်ရဲ့ရင်ဝင်ထဲကိုတိုးဝင်ပြီးတော့အကိုစိတ်မကောင်းစရာပဲနယ်ကြီးတို့စီးသွားတဲ့ကလမ်းမှာကားချင်းတိုက်ပြီးလို့တိမ်မော်သွားတယ်တဲ့နယ်ကြီးတို့ကိုပတ်သိမ်းစည်းရုံမှာတင်ထားရတယ်တဲ့အဲ့လိုမျိုးမျက်ရည်တဝဲဝဲနဲ့ပြောတယ်ပြောင်းဟော ဖြစ်မှာဖြစ်ရလေး ။ဤတော့မှပဲကျွန်တော်ကလည်းမွေးပါသတိရလိုက်ကြတယ်ဗျ။ကျွန်တော်တို့ရဲ့အိတ်ဆောင်နိုင်လေးကလည်းကျွန်တော်တို့ကိုကယ်ဆယ်လိုက်တာပဲဆိုတော့မွေးရောက်ကျွန်တော်ပါစပွဲပေါ်မှာတင်ထားတဲ့အိတ်ဆောင်နိုင်လေးကိုလေးစားစွာနဲ့မျက်နှာစောတန်မိုးထားပြီးတော့လမ်းကြည့်လိုက်ကြမိတယ်ဗျ။လောဝဲစမ်းကျဲတလာတော့မမင်းနဲ့ပြောရင်ယုံချင်မှယုံမယ်။ကျွန်တော်ရဲ့မွေးကတော့ကျွန်တော်ရဲ့အိတ်ဆောင်နိုင်လေးကိုဂမ်မီယာနိုင်လိုပဲအမိတက်ထားလိုက်ကြတော့တယ်ဗျာ။ဟုတ်ရောပရိသတ်ကြီး။ ဒီကနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းကတော့စာရေးသူတီဟထိတ်တင်စောရေးသားထော်ရီကမြောက်နိုင်လေးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရယ်ခင်ဗျာဒီဇာတ်လမ်းကိုအစောကနေ့အစောထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေရောက်ချင်းတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါရယ်ပရိသတ်များသားရဲ့ချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဇုံမွန်ကောင်းများတောင်းပေးလိုက်ပါရယ်ခင်ဗျာ